အားလုံးပဲမြင်လာပါအာဆင်နယ် fan တွေအားလုံးစိတ်ချမ်းသာနေမယ်လို့ထင်တယ်။မာတင်ဇူဗီမန်ဒီကျွန်တော်တို့တွေရောက်လာခဲ့ပြီ။အခြားကစားသမားတွေကိုလိုက်နေတဲ့နေရာမှာဘလူးပဲနောက်နေမှုရှိနေတယ်ပြီးတော့ဒီကစားသမားရောက်ရှိလာခြင်းကအာဆင်နယ်ရဲ့အပြောင်းလဲတစ်ခုပေါ်ဆောင်နိုင်တယ်လို့ဆိုကြည့်ထားတယ်။အဓိကအဖြစ်တော့ Thomas Partey အကြွေရောက်လာတဲ့အချိန်မှာဒီကစားသမားကအလိုက်တဲ့အစားထိုးပေးနိုင်တဲ့အနေအထားမှာရှိတယ်။ပြီးခဲ့တဲ့ရာသီရဲ့သူ့ရဲ့ဆွမ်းဆောင်ရည်က2ဂိုးရဲ့ assist တွေပဲကြည့်မယ်ဆိုရင်တော့ဒါ2ဂိုး1 assist တော့ပဲလာလီဂါမှာရရှိခဲ့တဲ့ 36ပွဲတူတယ်ပေါ့နော်တူတယ်36ပွဲကျော်မှာပေါ့နော်ရရှိခဲ့တယ်အဲ့တော့အာဆင်နယ်ကိုတန်း60ဆိုတဲ့ပမာဏနဲ့ရောက်လာတဲ့အကောင်းဆုံးကွင်းတဲ့လူတယောက်လို့ပြောရင်မမဘူးစပိန်သားဖြစ်တဲ့အတွက်ကြောင့်မလို့ဘောကုတ်ရှိုးပိုင်းမှာပြောစရာမရှိဘူးပို့တော်လည်းပဲအင်းကျွန်တော်တို့ physical ပိုင်းဆိုင်ရာမှာတော့အငင်းငယ်လေးတော့လိုအပ်ချက်ရှိအောင်ရှိနေတယ်။ဘာကြောင့်လဲဆိုတော့စပိန်သေးတွေက physical ကိုအရင်ကြီးအပြူဆော့ရတဲ့ကစားသမားတွေမဟုတ်ဘူး။ ball control ဘိုင်းကိုဒီကထားပြီးဆော့ရတယ်။အဲ့တော့ ball control ဘိုင်းကအရေးကြီးလား physical ကအရေးကြီးလား ဒီအဖြေကိုတော့ကျွန်တော်တို့ PSG နဲ့ပွဲနေမှာကျွန်တော်ရှာတွေ့ပြီးတော့ပြီးတယ်။ Arsenal ဘက်က physical နဲ့ speed ပိုင်းနေအတားအကျရှိတဲ့ပွဲနေတွေဖြစ်နေပြီးမဲ့ level တစ်ပတ်က Tottenham, Fabian Ruiz, John Neves တို့တကယ်ကို ball control ကောင်းနေကစားသမားတွေနဲ့တွားပြီးရှင်နေချိန်မှာ Arsenal အင်းကဘာမှတေချာမလုပ်နိုင်မှာခိုင်နိုင်ခဲ့တာကိုတွေ့ရတယ်။ဘာလို့ပြီးတော့ဘောလုံးကိုကင်ထားနိုင်အဲ့တင်းကတိုက်စစ်စင်ကိုအားနေသွားလို့ဖြစ်တဲ့အတွက်ကြောင့်မလို့ပြောမယ်ဆိုအချိန်ဆွဲလို့တအားကောင်းတယ်ပေါ့ဒီက ောက်ပါနဲ့နဲ့နဲ့ကိုအချိန်ဆွဲလို့ရတယ်။ဘောင်ထဲကနေပြီးလုပ်လို့ရတဲ့အကွက်တွေကဒါဝင်းလေရအားလို့ပြောလို့ရတယ်နော်။ဇူမီမန်ဒီကလည်းပဲဒီလိုမျိုးနဲ့ချလို့ရတဲ့ပလေယာတွေမှာပါတယ်။ Thomas Partey ကိုမှ ball control ဝိုင်းပူကောင်းသွားပြီးတော့ physical နည်းနည်းလေးရော့ရဲကစားသမားလို့ညင်အောင်ကြည့်လိုက်တယ်ဆိုရင်တော့ပြီးဆက်သွားလိမ့်မယ်။အခေါ်ဝင်ရတော့ဒါ deep line deep lane playmaker ပေါ့နော်။ဒါနောက်တန်းကနေပြီးတော့ ball distribution လုပ်တဲ့ကစားသမားမျိုးတွေကိုခေါ်ဆောင်တာပေါ့အဓိကအဖြစ် bone recovery rate နေနေလို့အဆိုးလို့ပြောလို့ရတယ်။တပွဲမှာ၅လုံးလောက် recovery လုပ်ထားနိုင်တယ်။ပြင်းပြင်းရပေါ့နော်ပြင်းပြင်းအဖြစ်။အဲ့တော့ဒီ recovery rate နဲ့ဆိုရင် defensive midfield တယောက်နေနဲ့လက်သင်ခံလို့ရနေတာရှိတယ်။သူရဲ့ body distribution နေတာ။စပိန်ပွဲကြီးဆိုစီတပွဲကြီးတော့ကြည့်ပြီးလည်းနေဆိုတာသိနေမယ်။ကျွန်တော်ကတော့ပြီးခဲ့တဲ့စပိန်ရဲ့ပွဲမှာတော့ကြည့်လိုက်တယ်ဆိုရင် Mendy ရဲ့ potential ကအများကြီးမျှော်လင့်လို့ရတယ်။အာဆင်နယ်ကိုနောက်တစ်ဆင့်ခေါ်သွားနိုင်မယ်လို့ယုံကြည်ထားတယ်။ ဒါပေမဲ့အာဆင်နယ်အနေနဲ့ဇူရီမန်ဒီတယောက်နဲ့မလုံလောက်ဘူးဒါကိုကျွန်တော်တို့ထပ်ပြီးတော့တတိပေးတယ်ဆိုတာအာဆင်နယ်ကဇူရီမန်ဒီရောက်လာပြီးတော့ဒီလူစီးရဲနဲ့ပဲဆက်သွားမယ်ဆိုအေဂျာဘောက်ဖလာရမှုအတွက်လမ်းကြောင်းပေါ်မှာရှိမှာဟုတ်ဘူးသူတို့ဆက်ခေါ်နေတဲ့ဘယ်ဂျမင်ဆက်ကူနဲ့ရိုဘီကိုနှစ်ယောက်လုံးရမှဖြစ်နေတယ်ဒီကစားသမားတွေအကုန်လုံးပေါင်းဆက်လိုက်တယ်ဆိုရင်အာဆင်နယ်အသင်းကနောက်နှစ်မှာအေဂျာဘောက်ဖလာရကိုရနိုင်တယ်အကယ်လို့မရခဲ့ဘူးဆိုတော့လည်းအာဒီတာအောက်အော်ရမန်နေဂျာဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့တော့ဇူရီမန်ဒီအကြောင်းလေးကတော့အဲ့လောက်ပဲကျွန်တော်တို့ တကယ်ချင်းနေအားလုံးလည်းပျော်နေမယ်လို့ထင်တယ်။စပီမန်ဒီကိုမကြိုက်တဲ့လူများရှိလား။ကိုမမရေးသွားလို့ရတယ်။တကယ်ချင်းတော့အမြင်တွေနဲ့ကိုမမ share လုပ်သွားပြီးလို့ရတယ်။ကျွန်တော်ကတော့စပီမန်ဒီရဲ့ video clip လေးမထည့်ပေးနိုင်တဲ့အတွက်အားလုံးကိုအမှုလို့တောင်းမယ်လေ။ကျွန်တော် video edit ဖို့အတွက်အချိန်များများဆဆမရှိနေဘူး။ကျွန်တော်ဒီတိုင်းပဲဆွေးနွေးမှုလုပ်လိုက်ရတာပေါ့နော်။အဲ့တော့နောက်ထပ် video နဲ့တူပြန်နေဆိုလို့ရမယ်။အားလုံးကျေးဇူးများတင်ပါတယ်။မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ကြပါစေ။